ဒီစာလေးကိုဘာစာလို့ခေါ်ပါလဲဒီစာလေးကိုခြီစာလို့ခေါ်ပါတယ်ဘာကြောင့်ခြီစာလို့ခေါ်လဲဆိုလို့ရှိရင်စာကိုယ်ရဲ့တစ်ခုလုံးကိုခြီရင်းနဲ့ရက်လုတ်ပေးထားမှလို့ခြီစာလို့ခေါ်ပါပဲဖြစ်ပါတယ်အခုဒီစာလေးအကြောင်းကိုအသေးစိတ်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ခြီများကိုဆယ်ပြားစိတ်အကွက်ပုံစံအကွက်ဖော်ပြီးရက်လုတ်ရကန်းစင်များနဲ့ရက်လုတ်ထားတယ်ပြည်တွင်းဖြစ်စာမျိုးစားဖြစ်ပါတယ် ပေါန့်တယ်မျိုးကနေစတင်ထွက်ရှိလို့ပေါန့်တယ်စာလို့လည်းခေါ်စမှတ်ပြုကြတယ်။ပခုတ်ကူနဲ့ဟန်စားဒေတာရာထွက်ရှိလို့ပခုတ်ကူစာဟန်စားစာလို့လည်းခေါ်ဝေါ်ကြပါသေးတယ်။မီလိုပဲခေါ်စေကမူချီနဲ့ရက်လောက်ထားလို့ချီစာလို့သာခေါ်ဆိုရမှာပဲဖြစ်ပါတယ်။အခုခေတ်ကာလမှာနိုင်ငံခြားပြစ်စာမျိုးမျိုးပြည်တွင်းသို့ဝင်ရောက်လာပြီးတော့ပြည်တွင်းဖြစ်ချီစာများမှာဈေးကွက်နေရာမရှိတော့ဘူး။ချီစာများကိုအော်ရာမာယူမသာချုပ်လို့ရောင်းချပေးနိုင်တော့မှာပဲဖြစ်ပါတယ်။ချီစာရဲ့အဓိကအာသာချက်ကအသုံးပြုသူတွေကအေးတယ်လို့လက်ခံယုံကြည်ထားကြတာပဲဖြစ်ပါတယ်။အခုခေတ်ချီစာတွေကရှေးစစ်ချီစာတွေလောက်ကိုအရေးသွေးတော့မပြေ ြင်မီတော့ပါဘူးရက်လုတ်တဲ့ချင်းမြင်ရေးအတွက်ကအနေငယ်ကျဲသွားတာပဲဖြစ်ပါတယ်အကောင်းဘက်ကတွင်းမယ်ဆိုလို့ရှိရင်တော့လေဝင်လေထွက်ပိုကောင်းသွားမှာပဲဖြစ်ပါတယ်ဒါပေမဲ့ခြိစာအောင်မှလိုချင်သူတွေအတွက်ကတော့စိတ်ကျဉ်နှမှုအပြည့်အဝပေးဆွနိုင်မယ်လို့ယုံကြည်ထားပါတယ်ရှင့်ချီလာလေးမှာဆိုလို့ရှိရင်ချီမြင်ထုံးလေးတွေချီမြင်ကျဲတာလေးနဲ့ချီမြင်ထွက်နေရလို့တွေပါတတ်ပါရဲ့ရှင့်ဒီရောင်ကဆိုလို့ရှိရင်အဖြူရောင်လို့ပဲခေါ်ပြီးတော့ ဖြူစွတ်စွတ်မဟုတ်ပဲနဲ့ဘလာစားလို့မျိုးအပြာရောဘက်အနေငယ်တန်းနေတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။သူ့ရဲ့အရွယ်လေးကကြတော့ဘဲကနေညာတီအကျဲ6ပေခေါင်းရည်နေချင်းဒီခြေစင်း6ပေကိုအမြင့်9ပေအပြည့်အော်လာကျုပ်လိုက်ရနဲ့ချက်လုပ်ပေးထားပြီးတော့ကင်းဆက်အရွယ်မိသားစု3ယောက်ကြည်ကြည်လွတ်လွတ်အိတ်ဆက်လို့ရမှာပဲဖြစ်ပါတယ်ရှင့်။သူရဲ့စီနုံနေရာကြတော့ပြည်ရင်းဖြစ်စာမျိုးစားဖြစ်တာရဲ့မှောင်ရွက်ခက်ခဲတာရဲ့မှောင်ယူမဲ့သာချက်လို့ပြရတဲ့အကြောင်းမလို့ဇင်းလုံးလေးရအစင်မြန်ပြောင်းနေတဲ့အတွက်ကြောင့်မို့မိမိတို့မှောင်ယူမဲ့ချိန်မှသာလင်းအမနာနဲ့လာရောက်မေးမြန်းမိဟောဝဲလို့ရပါရဲ့ချက် မိုင်လိုပါက39 298 300 300 39 98 680တိတော့ကနေဖုန်းဆက်ပြီးတော့ဖြစ်စေဘိုင်ဘာတစင်စာပို့ပြီးတော့တစင်ဖြစ်စေ Facebook Messenger တစင်ဖြစ်စေဆက်သွယ်မေးမြန်းမိုင်နိုင်ပါရှင့်ဝဲသူပြောမှာရောင်းသူပြောတာဦးမြုံမိတ်တော်မှာဒါချင်တာဟောရချုပ်ပါတခါလို့ရေးတသက်စိတ်ချမ်းသာမှာဦးမြုံမိတ်တော်မှာဒါချင်တာဟောရချုပ်ပါ